်မင်္ဂလာပါရှင် ကျွန်မကတော့ချချူဆက်မှာ DPPO မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရောင်းမယ်မကွေးတိုင်းမြန်မြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာနိုဝင်ဘာ17ရက်မှာစစ်ဆောင်တဲတွေကိုမိရှို့ဖျက်ဆီးပြီးပြည်သူ900ယောက်ကိုဒဇာခံအဖြစ်ဖမ်းဆီးခဲ့တယ်လို့နိုဝင်ဘာ6ရက်ကလည်းလူနေအိမ်တွေကိုမိရှို့ပြီးပြည်သူ200ယောက်ကိုဒဇာခံအဖြစ်ဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျာ ေသခံတယောက်ကမြိုင်အနောက်တောင်ပိုင်းမှာရှိတဲ့ရွာတွေကိုအခု6ရက်နေ့ကစပြီးစစ်ကြောင်းဝင်နေတာ9ရက်လောက်ကြာတယ်။အဲ့ဒီစစ်ကြောင်းဝင်တဲ့ကာလအတွင်းမှာပြည်သူတွေရဲ့နေအိမ်တွေနဲ့ဆစ်ဆောင်တွေရဲ့တဲတိုက်တွေမိရှုခရပြီးပြည်သူတွေကိုလည်းတစားခံလို့ဖမ်းသွားချသေးတယ်လို့ပြောပါတယ်။အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာပခောက်ကူတမတရားတိလက်အောက်ခံတွေဖြစ်တယ်လို့လည်းဆိုပါတယ်။စစ်တပ်အင်အား180လောက်နဲ့စစ်ကြောင်းထိုးနေတာဖြစ်ပြီး မိရှုဖျက်ဆီးမှုတွေနဲ့လူသားတိုင်းအဖြစ်ဖျက်ဆီးမှုတွေကြောင့်ခုနရလောက်ကပြည်သူတွေထွက်ပြေးနေရတယ်လို့အညာမြေတပ်ပေါင်းစုတာဝန်ခံကိုပူပူသန့်စင်က DPP ကိုပြောပါရယ်။နိုဝင်ဘာလ10ရက်ညဥပိုင်းမှာလဲအဆိုပါစစ်ကောင်စီစစ်ကြောင်းပြည်လဲဆုတ်ခွာတက်ဆွဲမဲ့အမြိုက်ဆက်မှုနှစ်ရဲ့အနီးဝန်းကျင်ကိုစက်တက်လေထီနှစ်စီးနဲ့ဘုံတွေကျဲချတာတွေအပြင်ဆက်လက်တွေနဲ့ပါပြစ်ခတ်တက်ခိုက်ခဲ့ပေမဲ့တိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့သူကစက်ပြောပါရယ်ရှင်။ စကိုင်းတိုင်းကနေမြို့နယ်အရှိချမ်းဝင်မနာဆေးုံကိုစစ်ကောင်စီတပ်ကနိုဝင်ဘာလ17ရက်နေ့ကိုနိုင်မှစစ်တပ်လက်ထီနဲ့ဘုံကျဲတိုက်ခိုက်သွားလို့အ ਨੇ စုပ်ပြည်သူ၈ယောက်သေဆုံးပြီး90ကျော်ဒဏ်ရာရသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျာ။ ဲ့ဒီဆေးရုံဟာကဏီမြို့နယ်အရှိတ်ချမ်းကပြည်သူတွေကိုဆေးကုသပေးနေတဲ့ဆေးရုံတရုံဖြစ်တယ်လို့လည်းသိရပါဗျ။ဝေမနာဆေးရုံကိုစစ်တပ်ကဘုံတိချတိုက်ခိုက်တာကိုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်မှုမလုပ်သေးပါဘူး။ကဏီမြို့နယ်တပ်ရင်းတစ်ခုကရဲဘော်တယောက်ကဒီသတင်းကအတီးဖြစ်ပါတယ်။ဒီသတင်းကိုသတင်းမတင်ရဘူးလို့တာဝန်ရှိတဲ့သူတချို့ကပြောနေလို့ဘာကြောင့်သတင်းမတင်ရတာလဲတော့ကျွန်တော်တို့လည်းမသိဘူးလေ။သတင်းကအတီးဖြစ်ပါတယ်လို့ပြောပါတယ်။ နိုဝင်ဘာလ10ရက်ကလည်းကဏီမြို့နယ်အနီးတပည့်မြို့နယ်အတွင်းကဆက်ပြကျေးရွာနဲ့ကျွန်းတော်လေးရွာကိုစစ်တပ်ကလေရင်3စီးနဲ့ပုံကျဲပစ်ခတ်တာတွေပြုလုပ်သွားတာကြောင့်ဆက်ပြကျေးရွာက ပြည်သူ7ယောက်ကျွန်းတော်လေးရွာက2ယောက်ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးဆက်ပြကျေးရွာကလူနေအိမ်30နဲ့ကျွန်းတော်လေးရွာကလူနေအိမ်10လုံးလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်မြမရည်နယ်နဲ့တဘာဝတုံးကွေးလုပ်ငန်းအမှုကြီးကနေ နိုင်ငံเจ้าဝင်ငွေအများဆုံးရရှိနေတဲ့စစ်တပ်ဟာရေနံထုတ်လုပ်မဲ့စီမံကိန်းအသစ်တွေကိုနိုင်ငံเจ้าကုမ္ပဏီတွေနဲ့လက်မှတ်ရေးထိုးပြီးလုံဆောင်နေတယ်လို့သိရပါဗျ။ထိုင်းကုမ္ပဏီ PTT, PTTEP နဲ့ Gulf Petroleum မြန်မာတို့ဟာ Total, Chevron, Petronas တို့မြန်မာကမ်းလွန်ရေနံလုံခြုံရေးစီမံကိန်းတွေကနေထွက်ခွာသွားပြီးနောက်မှာရှယ်ယာတွေကို MOGE နဲ့ခွဲဝေယူကစစ်တပ်ကိုဆက်လက်ထောက်ပံ့နေကြတယ်လို့သွေးစွန်ငွေဖြတ်တောက်ရေးဖွဲ့ Black Money Campaign ကထုတ်ပြန်ပြောဆိုထားပါတယ်။ဟုတ်လို့ရှိမှာတော့ဒီ MOD နဲ့အတူတော့ရှိမှာ POSCO ရဲ့အဲဒီရေတနာနဲ့ Sorti ကမှ PTTEP နဲ့ရေတို့ကမှတော့ဒီ Gas Petroleum နဲ့မှာတော့ Electric လို့ပေါ်နေရှိတယ်။အာဒီတဲ့နေရတော့ဒီ PTTEP က MOG နဲ့တူအာရေတနာမှာရောဆိုဒီကမှာရောဒီပုံပြီးတော့မှထုတ်လုပ်နိုင်ဖို့လုပ်နေတယ်လို့နောက်ဒီ PTTEP ရဲ့အတွက်ဆိုပြီးတော့လည်း ောင်းသင်္ခါရီနဲ့စီမံကိန်းတွေကိုလက်မှတ်ထိုးတာကိုလည်းတွေ့ရတယ်။နောက်တစ်ခုကတော့ဒီ Gas Petroleum မြန်မာကလည်းအာဘင်းရဲ့သူဆိုရယ်စီမံကိန်းတွေကိုလက်မှတ်ထိုးတာကိုတွေ့ရတယ်ပေါ့နော်။နောက်တစ်ခုကဒီစီမံကိန်းတွေကိုလက်မှတ်ဆထိုးတာနဲ့ဒီဒါဝင်ငွေရဆရစီလို့ပေါ့လုပ်ငန်းကလည်းတက်ပြီဆိုလို့ရှိရင်ပို့ပြီးတော့မှငွေရစီရဖြစ်တယ်ပေါ့နော်။ဆိုတော့ဒါကြောင့်လေဒီစိုးစုကဒီသူတို့လိုအပ်နေတဲ့စီလက်နက်ကိုလေးစီကိုရဲ့အတွက်ကိုဒီစီမံကိန်းအစ်စ်တွေကို လက်မှတ်ထိုးနိုင်ဖို့အသေးအတန်လှုပ်ဆောင်နေရလဲဖြစ်တယ်။နောက်တစ်ခုကတော့ဒီလက်မှတ်ထိုးတာတွေကစီအိုစုအတွက်ကိုတရားဝင်မှုပေးနေရတယ်ဖြစ်ပါတယ်။အမိုဂျီက2023နှစ်ကုန်ပိုင်းမှာလာစဉ်တစ်လကိုအမေရိကန်ဒေါ်လာ55တန်းကိုထိုင်းဘတ်ငွေနဲ့ရရှိနေတာဖြစ်လို့တစ်နှစ်ဝန်းကျင်မှာအနည်းဆုံးအမေရိကန်ဒေါ်လာ3.5ဘီလီယံကနေ2.2ဘီလီယံထိရရှိနေတာဖြစ်တယ်လို့သွေးဆောင်ငွေဖွဲ့စည်းကသိရပါဗျ။ ဒါဟာနိုင်ငံရဲ့နိုင်ငံเจ้าဝင်ဝေအလုံးရဲ့80ရာခိုင်နှုန်းကျော်80ရာခိုင်နှုန်းထိရှိနေရလဲဖြစ်ပါတယ်။အမိုဂျီနဲ့အကျိုးတူပူပေါင်းလှုပ်ဆောင်နေတဲ့ရေနံကုမ္ပဏီတွေဟာပြည်တခြားပင်လယ်ရဲ့ခြားပိုင်နယ်မြေတွေဖြစ်တဲ့ဘာမြူဒါနဲ့ကေမန်ကျွန်းစုတွေမှာပါယင်းနီမြုံနယ်လည်ပတ်နေရာဖြစ်လို့ဘာမြူဒါနဲ့ကေမန်ကျွန်းစုအာဏာပိုင်တွေစီဥပဒေရေးရာတိုင်ကြားချက်တွေကို Justice for Myanmar ကပေးပို့ထားပြီးဖြစ်ကြောင်းလည်းသိရပါဗျ။ Justice for Myanmar ရဲ့စာနယ်ပေးပို့ဖြေကြားချက်ကို TVB သတင်းတော့ကအတန်အစားထိုးဖတ်ပေးထားပါတယ်ပြည်ထရှပင်လေရချားပိုင်နေမြေတွေမှာမြန်မာစေအုပ်စုဆက်နွယ်ကုမ္ပဏီတွေဆက်လက်လက်ပတ်နေတာဟာလက်ခံနိုင်စရာအကြောင်းမရှိပါဘူး။အရေးယူဆောင်ရွက်မှုတွေကြန့်ကြာတာကြောင့်အသက်တွေဆုံးရှုံးနေရပါတယ်။ဒီကုမ္ပဏီတွေဟာခလေးတငယ်တွေကိုတပ်ဖြတ်တာတွေ၊စာတင်ကြောင်းတွေ၊စီးရုံတွေကိုဘုံကျဲတိုက်ခိုက်တာတွေကိုအပြစ်ပေးအရေးယူခံရမှုကင်းလွတ်စွာနဲ့လှုပ်ဆောင်နေတဲ့တရားမဝင်စေအုပ်စုကိုငွေကြေးထောက်ပံ့နေတာဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့အခုချက်ချင်းအရေးယူဆောင်ရွက်ဖို့လိုအပ်ပါတယ်။ဒီကုမ္ပဏီတွေကိုအပြည့်အဝစုံစမ်းစစ်ဆေးရမှာဖြစ်ပြီးတော့တရားမဝင်စီအုပ်စုကိုမိမိတို့နယ်မြေများအတွင်းစီးပွားရေးလှုပ်ဆောင်နေတာတွေရပ်တန့်ရမှာဖြစ်ပါတယ်။ MOG ကိုဥရောပသမဂ္ဂ EU အနေနဲ့2021ခုနှစ်ဖေဖော်ဝါရီလမှာပိတ်ဆို့အရေးယူခဲ့သလို2023အောက်တိုဘာမှာတော့နိုင်ငံเจ้าငွေအသုံးပြုမှုတွေကိုအမေရိကန်ကထပ်မံပိတ်ဆို့တံခတ်ခဲ့ပါတယ်။အခုနောက်ဆုံး2025 match လာတဲ့မှာတော့ ဆစ်စလန်အနေနဲ့ EU ရဲ့တန်ခတ်မှုတွေကိုလိုက်နာတော်အဖြစ် MOG အပေါ်မှာပိတ်ဆို့တန်ခတ်မှုတွေစတင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာကန်လွန်လောက်ကပေါင်း52ကွက်ရှိတာဖြစ်ကလက်ရှိမှာရေတနာရေတကုံစော်တိကရွှေစရစီမံကိန်း၄ခုကနေရေနံနဲ့သဘာဝဓာတ်ငွေထုတ်ယူနေတာဖြစ်ပြီးကြံ၃ခုဖြစ်တဲ့အောင်သိန်းခပြည်သားရနဲ့မင်းရဲ့သူစရတွေကလည်း MOG နဲ့ထုတ်လုပ်မှုအပေါ်ခွဲဝေရေးသဘောတူစာချုပ်တွေချုပ်ဆိုထားတာဖြစ်ပါတယ် ကျွန်မဝေပါမြန်မာကြားဖြန့် online ရာဇဝတ်ဂိုင်းတွေကနေထွက်ပြေးလာပြီးနေရက်ပြန်ပို့လိုက်တဲ့နိုင်ငံခြားသားတွေအနေနဲ့တကြောပြန်ဝင်ရောက်လာတာတွေမရှိစေဖို့ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကလုံခြုံရေးတိုးမြှင့်စစ်ဆေးသွားမယ်လို့ခေါဆုတ်အင်္ဂလိပ်သတင်းမှာဖော်ပြပါရတယ်။ ကြားဖြန့် online ငွေလိမ်ခန်းတွေရဲ့ဗဟုချက်မှဖြစ်တဲ့နမဲစိုးနဲ့ကြော်ကြားတဲ့ KK Pack အဆောင်ကိုမြန်မာဘက်ကဖျက်ဆီးမှုတွေလှုံ့ဆော်နေချိန်မှာပဲထိုင်းလူဝင်မှုကြီးကြပ်ရေးဘူရိုကော်မရှင်နာဒုတိယဗိုလ်ချုပ်ကြီးဖနူးမတ်ဘုညာလက်ကပုံမတင်ကျတဲ့စစ်ဆေးမှုတွေလှုံ့ဆော်မှုအခုလိုအမိန့်ပေးလိုက်တာပါထိုင်းလူဝင်မှုကြီးကြပ်ရေးဘူရိုပြောရေးဆိုခွင့်ရှိသူရဲမှုကြီးချန်ဂရွန်ယီဖဒီရဲ့အဆိုအရပြီးခဲ့တဲ့အောက်တိုဘာ22ရက်ကနေနိုဝင်ဘာလ10ရက်အထိ မြောက်ရီကြားဖြန့်အွန်လိုင်းငွေလိမ်ခိုင်းတွေကနေထွက်ပြေးပြီးဌာနငယ်ဘက်တရားမဝင်ဝင်ရောက်လာသူ1440နီးပါးကိုဖမ်းဆီးထိတ်သိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထက်ကအများစုကတော့အိန္ဒိယနိုင်ငံသားတွေဖြစ်ပြီး465ယောက်ထိပါဝင်နေသလိုအာဖရိကနိုင်ငံတွေကအယောက်290ဖိလစ်ပိုင်နိုင်ငံကအယောက်220နဲ့တရုတ်နိုင်ငံက189ဦးပါဝင်ပြီးသူတို့အားလုံးကိုလူဝေမှုကြီးကြပ်ရေးဥပဒေအရနေရပြန်ပို့နိုင်ဖို့ထိတ်သိမ်းထားတယ်လို့ဆိုပါတယ်။ ထိုင်းလူဝင်မှုကြီးကြပ်ရေးဘူရိုကတော့ဖက်စီထိတ်သိမ်းထားသူအလုံးအတွက်ဇီဝမှတ်တမ်းအချက်လက်ကောက်ယူစုဆောင်မှုတွေလှုပ်ဆောင်မှုအမိန့်ပေးထားပြီးဒါဟာသူတို့အနေနဲ့မှားယွင်းတဲ့အထောက်အထားတွေနဲ့ဌာနငန်းစီ တကြော့ပြလဲဝေယမှုကနေကာကွယ်ဖို့ဖြစ်တယ်လို့ဆိုပါတယ်ရှင်ဒီဗီဗီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချီချိုဆမ်းပါရှင်